လုံးမင်းမင်္ဂလာပါရှင်။ဒီမှာတော့ရှင်းနေတော်နမ်းမြင့်ကြီးဖြစ်ပါတယ်။ချမ်းတိုင်းရင်သူလေးပြောဖြစ်ပါတယ်။မဟာဥပဒေပွဲရထားပြီးတော့အခုဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်းမှာလက်ထောက်အဓိကနေနဲ့ဖွင့်ချပေးနေပါတယ်။အခုကျမတို့ညီချင်းရေးဆွေးနွေးပွဲမှာအဓိကဥဆောင်ဆွေးနွေးပေးမယ်ဆရာကြီးဦးအောင်ထွန်းနဲ့မိတ်ဆက်လေးပြရစီ။ဆရာကြီးအနေနဲ့မြန်မာနိုင်ငံတွင်းမှာရောအပြင်မှာပါဥပဒေကျောင်းကလှုပ်ဆောင်ခဲ့တဲ့ ရှင်းနေလုံးလက်နဲ့ဥတည်ခုကြုံကာလာဇလောက်တောင်းရှိနေလေဗျာ။1995 96ကစာရတာဖြစ်တော့ကျမ်းမြတ်ရဲ့ဖြစ်ပေါင်း၄၀ဝင်ရအောင်ရှိတယ်။ဒီသမိုးရေဒုက္ခရေးစားတဲ့ပညာရက်တွေနဲ့ပတ်သက်ပြီးတော့မှာအာမြန်မာနိုင်ငံအတွင်းမှာတာမကနိုင်ငံခြားတက်တူတွေမှာပြည်လာလို့ဆောင်ခဲ့မှုတွေအတွေ့အကြုံတွေရှိပါသေးတယ်။ဟုတ်ကဲ့ဆုံးဖြတ်ရှိပါမယ်။အဲထောင်ကူကကုစားတခုမြင့် ကနေဒါနိုင်ငံမှာဒီအပြည်ဆိုင်လူ့ကိုယ်ကျင်းရေးဆရာလို့ခေါ်တဲ့ University Declaration of Human Rights ကိုအဓိကဥဆောင်ရေးဆွဲသွားခဲ့တယ်။ဒီရလူ့ဘောမခါကြီးဂျွန်ဟန်ဖရီရှင်ကစတင်ပြလာလို့ရခဲ့တယ်။နောက်တစ်ခါထိုင်းနိုင်ငံဘာကောက်ယူမီယောတက်ကူမှာအာဒီလူ့ကိုယ်ကျင်းရေးအနေနဲ့အာဝိဇာဝေးခဲ့ပါတယ်။ပြီးရင်ဒီမေဂန်နိုင်ငံ မ်ဘီယာအလီရောပြီးကိုလံဘီယာတက်ကူဥပရိခဏမှာဥပရိရောလူခင်ရပတ်သက်လို့ဆက်လက်ပြီးတော့ business scholar လို့ခေါ်တဲ့အပညာရှင်ဖြစ်နေပြီလာတော့ဆောင်ရရတယ်။နောက်ဟောင်ကောင်တက်ကူမှာလည်းပဲဒီအပညာရှင်ဖြစ်နေလုပ်ပြရခဲ့တယ်။အခုနောက်ပိုင်းမှာဒီ student နိုင်ငံ scholar တက်ကူမှာဥပရိခဏမှာလူခင်ရပတ်သက်ပြီးတော့ဖိတ်ကြားလာတဲ့ခါတိုင်းမှာဆွဲဥပချပြင်းရဆက် ဒီလိုကငင်းချမ်းရေးကမြန်မာနိုင်ငံရဲ့အကြီးအကျယ်ဆုံးရ ကျယ်ပေါင်းမှုပြီးတော့တဏှာမှုဒုက္ခရောက်ကြအာလုံးဒီပါတယ်။ဒါအားလည်းပဲငင်းချမ်းရင်းနဲ့ဆက်ဆက်တယ်။ဘာကြောင့်လဲဆိုတော့ဆယ်စုနှစ်ပေါင်းများစွာအဆရာနာကြီးဆက်ဆက်ကဒီတင်းကျက်တဲ့ဘုံချုပ်ကံကိုတိုးနေတော့တိုင်းပြည်မှာရှိတဲ့သဘောပြန်သတ္တအရင်းမြစ်ကြီးကရတဲ့လူတွေနဲ့အာနာဒီမေလုပ်ခဲ့တဲ့ကြာတော့အဲ့ဒါရဲ့အကျိုးဆက်ဖြစ်နေဒီမိယာနဲ့သဘောပြန်သတ္တကြီးကြီးကျယ်ဆုံးရှုံးတာဥပမာဆိုရင်ဒီနာတိခေရစား ဲ့တော့ဒီမြေဝကျောင်းမှာရှိတဲ့လမှုတော်လို့ခေါ်တဲ့တော်တွေကိုဆရာများရှင်များ chromium ကိုချပေးတဲ့အခါအဲ့လမှုတော်တွေကိုကြီးကျယ်ပို့လိုက်တာနော်ရောင်းစားလိုက်ကြတယ်ဒီကမှာမုန်တိုင်းရဲ့ဝင်လာတော့လူတွေကြီးကျယ်ပြေးကြတယ်ဒါကဆယ်စုနှစ်ပေါင်းများစွာအားဆရာများရှင်များဒီလိုမှရှိတဲ့တော်တွေကိုခုပြီးရောင်းစားလိုက်တဲ့အခါတင်တော်ပြုံးရင်းမှုရဲ့အကျိုးဆက်အဖြစ်တစ်ဖက်ကငွေရငွေရတဲ့နေ့တည်းချူတော်နိုင်တယ် တိုင်ရင်ပူချက်နိုင်တယ်ဒီနေ့ကြီးကျယ်ပေါ်နိုင်တယ်ဒီလိုစိတ်ကိုဆင်းရဲနိုင်တယ်တစ်ခါတော့တော့သဘောဝတရားတိုင်းဆုံးချုပ်မှာအဲ့ဒီအကျိုးဆက်ဖြစ်နေဘုံတိုင်းနဲ့ဟောတာဟောကာမေတ္တိကိုရှိတော်မယ်ခဏအချိန်အထိဒုတိယဘုံဟာကြီးကျယ်တော့ရောက်နေတာဖြစ်တယ်ဒါကြောင့်ခြုံပြောမယ်ဆိုရင်ဒီလိုစိတ်ကြီးရှိနေတာကလည်းပါဘူးပြည့်စုံမှုရှိနေတယ်ဘူးရီဆုံးဝေးပြည့်စုံနေတာကလည်းပါတို့တဲ့ပုံကြီးဘရောဖြစ်နေဘူးလူလူကြီးကဆင်းရဲဒုက္ခနဲ့နေတာဖြစ်တယ်။ဒါကြောင့်ဉာဏ်ချင်းပြဿနာကိုကျွန်တော် ကျုပ်လည်းသာမိတာဖြစ်ပါတယ်။ဟာခေါင်းဖေးဆရာ။ဦးအောင်မင်းကသာဝရနေချမ်းကြီးကိုဟာတုံမင်းပြောခဲ့တဲ့ပုံမှာဆရာကြီးနေတယ်ဘယ်လိုတုံတက်လဲ။သာဝရနေချမ်းကြီးဆိုတာတော့ကမ္ဘာမှာဘယ်တိုင်းမှာမရှိဘူး။ကမ္ဘာတိုင်းမှာမရှိဘူး။အဲခရစ်ယာန်ဘာသာရေးလို့ပြောဆိုတာ rest in peace ။အဲ rest in peace ဆိုရင်တော့ညီကြီးအောက်ကိုရောက်ပြီးမျိုးလုံးပိတ်တဲ့ဆင်ဖြစ်တယ်။ တော့လူလောကကြီးမှာစစ်နဲ့ငင်းချမ်းကြီးဆိုတာအများကြီးလိုပဲငင်းချမ်းကြီးကြီးပဲရှိပြီးတော့စစ်မရှိဘူးလားအဖြစ်ပေါ့တော့ဓမ္မရှာဖို့ရမှာကလူရောကြုံရောကြီးကဲကြီးကဲပွန်တင်တာလေမဖြစ်နိုင်ဘူးငင်းချမ်းကြီးဟုတ်ဓမ္မရှာဖို့ပြင်နေတာဒီရေရှည်ဒီလက်ခံရတဲ့ငင်းချမ်းကြီးကရှာဖို့ပြင်နေတယ်အဲ့လိုမျိုးပဲနဲ့ဝန်ကြီးဘောင်မင်းတို့အပါအဝင်မြန်မာစစ်ကောင်းတော့အောင်တစ်ပြေကတစ်ဖက်ကငင်းချမ်းကြီးကိုကြီးကဲပွန်အခြားတစ်ဖက်ကတော့ ိုက်ပွဲတွေကိုသင်တို့ကိုကြိုက်နေတာကြတော့ဒီနေ့ဆိုရင်ဒါဒီဒီဒီမှာကျွန်တော်ပြလိုက်တာရင်းမာပြီးမျိုးနဲ့ဒီခန္ဓာကြီးကြီးရောအထေးမောင်ဆိုရယ်ရိုးရွာတယ်ပြောတာတိုးတက်သွားတယ်ဆိုတဲ့အခါကြတော့အခုငင်းချိုင်းလို့တော့ပြောနေကြတယ်ဘုံကမြောက်တယ်ငင်းချိုင်းဖြစ်နေတယ်ဒီနှစ်ခုကဟိုစင်တူတလူလူနဲ့ဝယ်ပါတယ် ဲ့တော့အပြည့်ရစာရုပ်ဆိုတာကဒီလက်နက်ကင်တက်ပွဲရဲ့ benefit ပြင်းထန်သောဖြစ်ပွားနေတဲ့အချိန်မှာရင်းချမ်းရေးဆွေးနွေးပွဲကျင်းပကလက်ပြုဖြစ်တယ်။ဒါကြောင့်ရင်းချမ်းရေးဆွေးနွေးပွဲလုပ်နိုင်ဖို့ရန်အတွက်အပြည့်ရဖို့လိုပါတယ်။ဒီအခြေခံပေါ်ကနေပြီးတော့ပြည့်ရစာရုပ်ကိုချိုးဆိုယူစားကြရဖြစ်တယ်။ရင်းချမ်းရေးစာရုပ်ဆိုတာကတော့အပြည့်ရထားတဲ့အပြင် benefit သဘောတူပြီးရှေ့ကိုရေရှည်တိုင်းပြီးတခြားသွားတဲ့ ချမှတ်တဲ့အုံမြင့် foundation ခြေကံကြိုးရချက်တဲ့ဒါရီကိုလုံးသဘောတူညီရောက်ရှာပြီးတော့မှထည့်သွင်းချိုးဆူတဲ့စာပြမျိုးကိုငင်းကြိုင်းစာပြမျိုးပါ။အဆရာကိုလက်မှတ်ရေးထိုးနိုင်တဲ့ရှိတဲ့စာချုပ်ပေါ့နော်။ဒါကတော့ဒီဝိခိုင်းနဲ့ဆက်ရေးစာချုပ်ကအဲ့ဒီစာချုပ်ကအဖြစ်ခံပြဿနာရေးစာချုပ်တက်တာလားဒါမှမဟုတ်ရင်ချင်းရေးအတွက်ချုပ်ဆိုရဲစာချုပ်ဖြစ်နိုင်တာလားအခုလက်ရှိ နှစ်ထောင်ဆန်ကားခုနှစ်မလာတုန်းကတည်းကအစိုးရရှိထားတယ်ဒီပြုံကျမ်းပေါ့အဲ့ပုံကျမ်းပေါ်မှာတဲ့လက်မှတ်ရေးထိုးလို့ထိုးရေးသွားနေဖြစ်စေဆိုတော့ဒီစာကျုပ်ကတော့ဟိုနှစ်ခုလုံးမဟုတ်ဘူးလို့ပြောရတယ်နှစ်ခုလုံးမဟုတ်ဆိုတာဒီကတည်းကမြန်မာစီစာကျုပ်တက်တယ်လို့ပြောငင်းချိုင်းစာကျုပ်လည်းမဟုတ်အဲ့တချိန်ထဲမှာနှစ်ခုလုံးရဲ့အခြေခံကိုပြောတယ်ဘာကြောင့်လဲဆိုတော့ဒီစေအစိုးရမြန်မာစေအစိုးရလိုချင်တာက ဒီခက်တဲ့ခုံရစီတက်တဲ့စာချုပ်ဖြစ်တယ်။ဒါကိုပြပြီးတော့ညီချင်းရသွားပြီလို့ပြောကြည့်ရအောင်။စာချုပ်ထဲမှာတော့အပြည့်အစုံရှိတယ်။ဒါပေမဲ့တိုင်းသားကောင်းကောင်းတွေကဒီမှာအနက်စွာနဲ့အခြေစွာလိုချင်တဲ့ဒီခက်တဲ့ခုံရစီစာချုပ်စတိုင်းထဲမှာကိုဆွေးနွေးပြီးတော့သူတို့မျှော်မှန်းတဲ့နိုင်ငံရေးအခြေခံကြိုးရီကြောက်အောင်ဆွေးနွေးခဲ့တာတော့တချို့ညီချင်းရဲ့ဘောလက်ခဏာကိုပတ်မှုပေးမယ်။တချို့ ကြောင်းရချို့လို့ဖြစ်ထဲတွင်ပါရှိလာဖြစ်တာကြောင့်မဟုတ်ဒီသဘောလက္ခဏာတစ်ခုလုံးဆောင်ရင်စာကျုပ်ကိုပြောရရပါတယ်ဆရာတစ်ချိန်ခဲမှာပေါ့နော်တနိုင်ငံလုံးအပြစ်ခံရေးဆယ်ရေးစာချုပ်ကိုအတိအကျဦးစားပေးပြီးချုပ်ဆိုဖို့မလိုဘူးလားပြစ်ခတ်တိုက်ခိုက်မှုတွေရစဲရင်တော့ငင်းခံရေးဆွေးနွေးပွဲတွေဘယ်လိုလုပ်နိုင်မှာလဲနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးစာချုပ်ကိုအဓိကဦးစားပေးချုပ်ဆိုဘလိုဘူးလို့ရှင်းနေတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ကျန်တဲ့တိုင်းပြည်တွေမှာတော့ ရှိရပါတယ်။အဲကြောင့်တိုက်ပွဲတွေအကြီးကြီးဖြစ်နေနတ်တော်တွေငင်းငင်းဆူဆူရတယ်။သို့တော့မြန်မာပြည်ကလက်ထက်အရုံပေါ်တော့ဘယ်သူရအခုဆိုရင်ဒီတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်း14ဝန်းလောက်ကပြည်နယ်မှာလည်းလက်မှတ်ထူလာပြီးပြည်ရဆိုင်လို့ဒီတော့အစ်မလက်မှတ်ထူလာပြီးအဓိကတိုက်ခဲ့ရေုံနဲ့တော့ကဒီစစ်ရှင်ရှော့နှစ်ဖက်သဘောတူထားပြီးသားဖြစ်တယ်။ဒါကြောင့်ဒီအဓိကအဖြစ်တနင်္ဂနွေနေ့အဓိကတိုက်ခိုက်ရေးစစ်ဆင်ရှော့ လက်မှတ်ရေးချိုးချိုးဆိုတာအဓိကမဟုတ်တော့ဒါအရင်ကြည့်တော့ဘူးနော်အခုလက်ရှိချိန်တိုင်းဆက်ထိန်းထားမယ်ဆိုရင်ဒီပြစ်ကတ်တက်ခွင့်ရစေးစာပြေပါစာပြေချုပ်စာဘုံလို့သူလက်ရှိမှာဘယ်ရင်းဆိုလို့ဆက်ပါမရဒါကြောင့်အဓိကပေါ်ထွက်လာအောင်ပူဇော်တင်တာကောတနေငံပြစ်ကတ်တက်ခွင့်ရစေးစာပြေမဟုတ်ဘူးတနေငံပြစ်ကတ်တက်ခွင့်ရစေးကအချက်တစ်ချက်ဖြစ်နေပါဝင်တဲ့ငြိမ်းချမ်းရေးစာပြေ peace agreement တစ်ပ န်ရေးဆိုတာတက်ကံပြောလာပြတယ်။ဒါလည်းတော့ကြာခုနဆောက်ပြောလိုက်တော့ငင်းချန်ရေးကြောင့်ပြဿနာပေါင်းလုံးတက်ပြီးတော့ဒီလိုလုံးဆင်းရဲနေကြတော့အဲ့တော့အခုဆိုရင်ကြည့်ပေါ့ဗျာလားဒီလူလူကြီးတကယ်ဆင်းရဲပြတ်ပြီးတော့အခုကြီးလူတွေရဲ့အချိန်မှာအဲ့တိုင်းကြီးဆိုရမယ်လို့ဘာသာတိုက်ကိုကုန်ဖွင့်လို့လူတွေကကုန်ပေါ်တော့မှာပြဿနာရှိတယ်။အားကြောင့်လဲဆိုစစ်ပွဲတွေမှာ ပြေကိုတိုက်ခဲ့တဲ့ဆစ်ပွဲမှာသုံးခဲ့တဲ့တနည်းဦးမှာတိမ်မောင်း9000လောက်ပူကြတဲ့ဆစ်ပွဲမျိုးဆစ်ပူတာမစင်ရဲခဲ့ဘူးဆိုဒီပစ္စံကြီးကအနာရတယ်မှာရှိတယ်။နေလူလူကနေအချိန်မှာအာဒီပစ္စံကြီးသုံးသုံးသုံးချမရဘူး။ဒါမှမဟုတ်အခုတော့ရဟုတ်တော့ဘူး။တိုင်းပြည်ပန္နာကဟိုကြောင်တဲ့ခါမျိုးဆိုတော့ပန္နာဝီကြီးကဘာမှမရှိရဘူးလူလူကပြန်တော့ဒါကြောင့်မို့ဟာငင်းချင်းလေးဆိုတော့သူကပြောတာ ကိုယ်လိုတဲ့ရင်းချမ်းရေးရပါလေဆိုတာမသိတဲ့ပြဿနာတောက်လျှောက်ရှိတယ်။အဲ့တော့ဒီနှစ်ဖက်သဘောတူပြီးတော့ပြစ်ခတ်တိုက်ခိုက်မှုရဆဲလိုက်ရင်ဘူးလေရင်းချမ်းရေးရပါပြီလို့စစ်ဆိုးတယ်တောက်လျှောက်ပါတယ်။တချို့ကကစစ်ဆိုးရနဲ့ဒီမြန်မာစစ်ဆိုးရနဲ့အာပလေးလူဘူးဆိုသွားခြင်းနဲ့တိုင်းသားပေါင်းတို့တချို့ကလည်းပဲဒါပြစ်ခတ်တိုက်ခိုက်မှုရဆဲစာပြုတ်လို့မှတ်ဖို့ရတာ ရင်ချင်ရွယ်မှန်ကန်လမ်းကြောင်းလေးဆိုတော့ထက်ကန်တယ်ခင်ဗျာ။ဒီတော့ဖြစ်ရင်မြို့အဖွဲ့အစည်းကလူချင်းနဲ့တိုင်းသားတွေအတွက်လူလာတဲ့ရင်ချင်ရပါနေဆိုတဲ့ဒီပဲမှန်ကန်တော့ရှာဖွေနိုင်မှာပါ။တကယ်စစ်မှန်ရင်ချင်ရနိုင်မှာဖြစ်ပါတယ်။ဟုတ်ရင်ချင်ရဆိုတော့ဟောဟာကဆင်းရတယ်ဘယ်လိုလုပ်ဖြစ်ဆိုတာလဲ။ဒါကတော့ရေးဆိုရဲဟောတာကိုတမန္နာလူလူနားလဲအောင်ပြောရတော့အချက်သုံးချက်ပါ တိတ်ကပါလဲဆိုတော့ဒီမတရားတဲ့အကြံဖက်မှုကြီးဖြစ်နေမှုကြီးရဒုတိယချက်ကမတရားခွင့်ချိုးဖောက်မှုကြီးရတတိယချက်ကချိုးဖောက်မှုတွေရှိလာခဲ့ရင်လည်းအယူဆောင်ရနိုင်မှုတွေလွတ်လပ်ပေးမလိုက်ခြင်းဖြစ်တယ်အဲ့ဒီဆောင်မှုရှိဖို့ဒီအချက်သုံးချက်နဲ့ပြည့်စုံမယ်ဆိုရင်တော့ဖြစ်ရင်ငင်းချင်ရရလို့တကောပြောရပါတယ်။ဟုတ်ကဲ့အဲ့ဆိုရင်ဆရာမတရားဖြစ် ိုတာမတရားပြီးနေတဲ့ဂျမ်းဖက်မှုတွေမရှိတော့မှငြင်းချမ်းတယ်လို့ပြောတယ်။အဲ့လိုပြောတဲ့နေရာကအကျမ်းဖက်မှုလုံးဝမရှိအောင်လို့ပြော။အားကြောင့်လဲဆိုတော့ကမ္ဘာလောကမှာအချို့ဂျမ်းဖက်မှုတွေကဂျမ်းဖက်မှုနဲ့ပြန်လည်ဖြစ်ရှင်းမှရတယ်။ဟောတာတရားလေ။ဒါကမ္ဘာလောကရဲ့စတင်ပဲပေါ့။အချို့အကျမ်းဖက်သမားတွေကဂျမ်းဖက်မှုနဲ့ပြန်မဖြစ်ရှင်းတဲ့ထိုင်တရားဟောလို့မရဘူး။ ဖက်ကဘာသာတရားအစိုးမတွေကြောင့်ဘူးကြီးလာရှိတယ်။ဆိုတော့ကမ္ဘာသမိုင်းအတွက်ယူမှာဆိုတော့ဥပမာဆိုရင်လားအမကြီးဥစမာရီနေတဲ့ဖက်နော်တကယ်ကိုပဲသူ့ရဲ့အမှန်တရားရစ်တဲ့ဂျန်တဲ့မှုဂျန်တဲ့မှုနည်းနဲ့ပြန်လို့ရတယ်။ဟိုအမေရိကန်တမန်ဘုရားမှာဒီတိုင်းလို့ပြီးရှာပါကြည့်ပါ။ဒုတိယဘာရှင်းမှာကြည့်ပါဖြစ်တလား။ဒီတော့လူတို့ဘတော့မှာတော့ပြောရင်ချင်းတော့တရားတော့ဟုတ်လို့များအကျံပြမှုတော့ပြတော့ ဂရင်းတိုင်းသားတွေကြတယ်ကတိုင်းရင်းသားတွေကသူတို့နေနေလူတို့ကိုခုခံကာကွယ်နေဖို့အတွက်တုံးလာစစ်စင်နေကြတယ်တုံးလာစစ်ဖို့တုံးလာစစ်စင်နေကြတယ်တုံးလာစစ်ရဲ့တဘောကဘာလဲဆိုတော့ကိုတင်မြောက်ထားတဲ့ဆိုရကဆောင်းရမကြီးနောက်လူတို့ကခုခံတုံးလာတာအခုခံတုံးလာတာတော့ရှိတယ်ဟိုဘာယူနေပါတီကဟိုလိုရည်ရည်ရည်ခက်တာအစိုးရတော့တော်လာခဲ့တာ အတိုင်းသားအင်အားစုတွေကြတော့သူတို့နယ်မြေသူတို့ဒေသသူတို့လူမျိုးကိုခုခံမှုရတယ်ကျူးကျော်တာရတယ်ကိုခုခံတော်လာမှုရတယ်ဆင်ရတဲ့စက်ကတော်လာစေလို့ကျွန်တော်နားလေ resistance ဘာဖြစ်ဆိုတော့အဲ့လိုဖြစ်တဲ့ဖြစ်တော့ဆိုတော့အမှန်တကယ်ငြိမ်းချမ်းစာရုပ်ကမှဒီလိုကျိုးဆိုတော့ဒီဘက်ကဒီစာရုပ်ကိုဖောက်ပြပြီးတော့အကျံဖက်အဟိုညီကိုတုံးလိုက်တော့အကျံဖက်တဲ့ခုခံမှုဆက်ရှိတယ်ဒါငြိမ်းချမ်းစာရုပ်ပါ နိုင်ငံရေးနဲ့အဖြေရှာသွားမယ်လို့ပြောနေကြတယ်အဲ့ဒီပုံမှာဆက်လို့တော့တတ်လို့ရတယ်။ရင်းချမ်းရေးကိုနိုင်ငံဆွေးနွေးနဲ့အဖြေရှာသွားမယ်ဆိုတာကဒါကသဘောကျတယ်။ဒါအာဒိုင်မန်လို့သူကသူဒီလက်ရှိစေဆွေးသွားနေတဲ့နိုင်ငံအတိုင်းတော့ဖြစ်တယ်။ဒါတော့ဖြစ်တယ်။အားကြောင့်ဖြစ်နေတယ်ဆိုတော့ဒီဥပဒေနိုင်ငံပြည်ခက်ရေးစေးဒီကတဲ့ကောင်ရဲ့ဆေးဆာကြီးလည်းမှသူ့ဆိုလိုက်မယ်ဒီလိုနိုင်ငံရေးဆွေးနွေးပွဲကိုပါ ဘာပြောင်းရင်ဆိုင်တယ်တော့ငင်းချမ်းရင်ဆူလေးပဲပြောင်းတယ်ငင်းချမ်းရင်သဘောတူရင်မထွက်ဘူးအဲ့တော့ငင်းချမ်းရင်သဘောတူရင်မထွက်လာပဲနေတော့ဖြစ်ရင်ငင်းချမ်းဆူလေးဘာလို့မရဘူးလို့ကျွန်တော်ပြောချင်တယ်ငင်းချမ်းရင်သဘောတူရင်ဆက်ချင်ပါလေဆူလေးဝင်နေနိုင်ငံရေးဆူလေးဝင်ပါလေသူလည်းပါလေဝါသံရှိပါမယ်။ညင်းရင်ဆူလေးဝဲညင်းရင်ဆူလေးဝဲညင်းရင်ဆူလေးဝဲဆိုတာအချိန်ပဲပြောရတယ်။ဒီနှစ်ဖက်သဘောတူတိုင်းရှိဖို့ဒီဆော့ဖ်ဝဲ ်ချမှတ်တဲ့ပုံရိပ်ပေါ်တာတက္ကနင်းရေးဆွေးဝဲတော့ဖြစ်တယ်။ငင်းဆွေးဝဲကဘယ်နှဘက်တောင်ကားတော့ပဲချန်နိုင်ငံအင်အားစုတွေဆိုတာပါဝင်ဆွေးရဲဖွဲ့ဖို့ငင်းဆွေးဝဲတော့ပါတယ်။ငင်းချန်ရေးသဘောတူညီချက်မရပဲနဲ့နိုင်ငံရေးဆွေးနွေးပွဲကိုကားနဲ့ဖြစ်ရင်ဘာလို့ကျိုးတယောက်ဖြစ်ရှိနေလဲ။ငင်းချန်ရေးဆွေးဝဲမှာသဘောတူချက်မရပဲနဲ့ငင်းဆွေးဝဲကိုကားမယ်ဆိုရင်မကောင်းတဲ့အကျိုးတယောက်ဖြစ်ရှိနေတယ်။ အပိုင်းရှိနိုင်တယ်ဆိုတော့စာပြုလည်းမယူထုတ်ဆိုပြရတယ်။ဘာဖွင့်ရလို့ရှိမှရမယ်ဆိုတော့ထည့်ပြပေါ်ပြပါ ေးရှိတယ်ဆိုတာပေါ်ပြတာတန်ရှိတယ်။ဒါကြောင့်လက်ရှိပြည်နယ်မှာဆီဆူကနေအရှင်ပြောင်းပေါင်းပြီးတော့အကြောင်းပေါင်းတင့်အပွဲရှိပြီးသားလေးခံစားခွင့်ရပြီ။ဟောမြန်မာဆီဆူကလူမကြတဲ့အပွဲတွေကဖိနိခံဖြစ်လာတော့ဥရိစုံဝေးပြတ်တော့ပြီးတော့အခြေအနေတစ်ခုလုံးကလူရလာပြန်နေပြတ်နိုင်တဲ့နိုင်တဲ့အနေအထားမျိုးတာရှိတယ်။အော်ညီချင်းရေလုပ်တယ်ဆိုရင်ညာမှာစာချုပ်မလုပ်ဘူးပေါ့နော်။ နေတော့မှအချင်းချင်းနားလည်မှုရှိရင်ဒါမှမဟုတ်အခွင့်အရေးတွေကိုအပြန်အလှန်ပြန်မှပြုကြတယ်ဆိုလို့ရှိရင်စာချုပ်ပါမယ်နဲ့ရင်းချမ်းရေးကိုပေါ်ဆောင်ဖို့လို့ပြောကြတယ်အဲ့ဒီပုံမှာဆရာနေတဲ့ဘယ်လိုမျိုးလဲအဲ့မျိုးထူးခြားနေတာကုသလိုအဲ့တန်းနည်းနည်းခလာဘာကြောင့်စာချုပ်ကြီးစာကဝယ်ရပြန်ဆွေးကြရတဲ့ခါကျတော့ငင်းချမ်းရေးတွေကောင်းနေဆိုရင်ဒါစာချုပ်လိုဆိုရတာကတော့လားတကယ်တော့အဲ့ဒါကမဟုတ်ပါဘူး ိုနိုင်ငံတွေ့ကြုံရာရင်းရင်းစာကြုံရာထုတ်ကြပါတယ်။မြန်မာနိုင်ငံကြည့်မယ်ဆိုရင်လည်းပုံကွက်89နှစ်ကစခဲ့ဖြစ်စဉ်ထုတ်ပြန်မှာအများဆုံးဒီဘက်ကအာစာကြုံမှမရှိပဲနဲ့ဟို gentleman agreement လို့ခေါ်တဲ့လူကြီးလူဝန်တော်တို့ရဲ့ဆိုတာနဲ့ပဲပြည်ရလိမ့်ချာအဲ့ခါကျတော့ဘာဖြစ်လဲဘာတခုမှမပေါ်ဆောင်နိုင်ပဲနဲ့တောက်လျှောက်တိကျတိကျမှုတွေပြန်ဖြစ်လာရှိတယ်လူတို့ကဘာမှအကျိုးရှိဘူး ရင်းချမ်းရေးဆိုတာကခုနကဟိုကျွန်တော်ခြေပန်းပြောခဲ့လူလူတယောက်ကပြန်ထောက်ပြတယ်ဘုံနာကြောက်တဲ့ညားလေးကရင်းချမ်းရေးပဲဖြစ်တယ်ဒါတူဖြစ်တယ်နောက်တစ်ခုကစာချုပ်ရှိပေမဲ့လည်းစာချုပ်ကခိုင်မာတဲ့စာချုပ်ရှိမှလာတယ်ရင်းချမ်းပြန်ထောက်ပြဖြစ်တယ်ဟောဒါရကလည်းပြောရမယ်ဆိုရင်ခေါင်းကောက်90ပြည့်နဲ့ပါဒီ KMU နဲ့မြန်မာဆီစုနဲ့ဘယ်နှစ်ပဲဒီတစ်ခွက်ပဲရှိတယ်စာချုပ်ချုပ်ပြီးတော့ပြည့်ရခဲ့ သို့တော့ဒီစာချုပ်ကိုယ်တိုင်ဒီပြန်နေတယ်။ခိုင်မာခြင်းမရှိရတယ်။ခေါင်းဆက်တဲ့ခွင့်ကျလာတယ်။ဒီကတ်တဲ့ခံပြန်ပြန်ဖြစ်သွားခဲ့တယ်။ဒီနေ့ချင်းဒီပါ။ခုလိုချင်းနေပြီ